ဥစွာအားလုံးကိုနှုတ်ခွန်းဆက်သလိုပါတယ်ကျွန်တော်ကတော့ Facebook နဲ့ YouTube မှာဘာသာတရားထက်ကေတင်သောသခင်ယေရှုခရစ်တော်ဖခင်အကြောင်းအဓိကပြောတဲ့ရွှေပေပဲဖြစ်တယ်ကျွန်တော် YouTube ကိုတက်လာတဲ့အကြောင်းရင်းကတော့ YouTube မှာခရစ်ယာန်ဘာသာကိုတော်တော်လေးယုံရင်ကြမ်းတမ်းစွာနဲ့ပြောဆိုထားတဲ့လူငယ်တယောက်ကြည်မိလို့ပေါ့နော်ကြည်မိတယ်ဆိုတာလည်းကျွန်တော်လင့်နေခက်ခနာပို့တယ်ဆိုတော့ဒါပေမဲ့ဒီနေ့တော့သူ့ကိုကျေးဇူးတင်ရမှာပေါ့နော်သူ့ကိုအကြောင်းပြုပြီးမှာ ဒီလိုပြောရတဲ့အခွင့်အတွက်ဘုရားကိုကျေးဇူးတင်တယ်ပေါ့အမှန်တရားကိုအမှန်တကယ်သိရှိလိုသောသူတွေအတွက်လည်းအကျိုးရှိမယ်လို့ကျွန်တော်ယုံကြည်တယ်ပေါ့နော်ဆိုတော့ကိုကြီးကိုသွေးမြမားတဲ့သူဟာသူတော်ဘာသာကိုမကိုးကွယ်တော့မှာ respect ရှိရတယ်ဒီလူငယ်လေးက no respect ပါအောက်တန်းစားခရိယန်ပြီးတော့မှ S တွေပါသုံးတယ်ဗျာဆိုတော့အမှန်ချမ်းသာကိုလည်းသူကြမ်းကြမ်းတမ်းတမ်းပြောဆိုသုံးလုံးထားတယ်အော် တော့ကိုကြီးကိုသွေးအလွန်နှိမ်ပါတော့သူဖြစ်တယ်။နောက်တစ်ချက်တော့တမချန်းစာကိုအကုန်ဖတ်ပြီးနှောချင်နေပြီသိချက်လာမိရဲ့။တမချန်းစာကိုဒေါက်တာဘွဲရဖို့အတွက်အနည်းဆုံး15နှစ်ကျန်းစာကြောင်းတက်ရတယ်။ထပ်တက်နောက်ထပ်နှစ်ဆင့်ကျန်သေးတယ်။ဆိုတော့အင်မတန်မှနဲ့နေပါတယ်။ဟောဆရာတော်တပားဖြစ်ဖို့ဆိုရင်အသင်းတော်ရဲ့စီမင်းစည်းကမ်းညာအနည်းဆုံး9နှစ်ရည်နဲ့10နှစ်သူတို့ဘောင်ဝယ်မှာဆရာတော်တပားဖြစ်တာအဲ့ဒါကိုသူကမင်းတို့ကောင်းနေမင်းတို့ကောင်းနေဆိုတော့တော်တော်လေးကို ဒါသူ့ကိုသူဂုံယူနေဂုံယူတဲ့သူတွေရှိလာပြီသူ့ကိုဂုံယူကြလားဟုတ်လားဆိုတော့သူ့နဲ့တူသွားလိမ့်မယ်နော်ဆိုတော့အင်မတန်မှယဉ်ကျေးမှုမရှိပါဘူးပေါ့ဆိုတော့ထောင်းနောက်တစ်ခုကဖျားကိုနော်ထောင်းရဖျားကိုဖန်ဆင်းရှင်ဖျားကိုသူကစိတ်မှခေါ်လိုက်သေးတယ်ဆိုတော့ကျွန်တော်သူကကြက်ပါမပြေတာချက်မပြေတဲ့လူငယ်တယောက်အခုသူ့ကိုကာကွယ်ပြီးပြောပေးစရာအကြောင်းလည်းမရှိဘူး ခရိယန်ဘာသာနဲ့ကာကွယ်ပြောစရာမရှိဘယ်ဘာသာမှလူကိုတမလွန်တွေစိတ်ချမှုမပေးနိုင်ဘူးနောက်တစ်ချက်ဖယားကိုလည်းကာကွယ်ပြီးပြောစရာမရှိဖယားကိုဘယ်သူမှကာကွယ်ပေးစရာမလိုဖယားတော့သူတကူရှင်ဖြစ်တယ်သူ့ဥသာသွားတိခိုင်းတာပြဿနာရှိတာခုနခုနလူငယ်နဲ့ပတ်သက်ပြီးသူ့အတွက်စုပဲတောင်းပေးရမှာပေါ့နော်အဲ့တော့ဖះရတော့ခန်းနေတော့ပြေသွားလှော့ထားတယ်။အဲဒါမဲ့ကြည်ပါဘောနော်။တိကျမှာဘာဝင်းရန်ဆိုလည်းမသိဘူး။အဲ့ဒီလူလူငယ်လေးပေါ့နော်။ဟုတ်သူ့ကိုကြည်ပြီးသနာရတယ်ပေါ့နော်။ ဟောဟိုတစ်ချက်ရှိတယ်ဗောနော်ဆိုတော့ဖះကတာမန်လူဆိုတော့စီရင်တတ်တယ်ဆိုတော့ဝန်းနလို့ကြက်မပြိတ်ဘူးဆိုရင်တော့အဲ့ရဒါယောဂပဲလीနော်ယောဂဆိုတော့အဲ့လိုဝေဒနာရှင်မလို့လဲဖះလွတ်ထားလားမသိဘူးဗောနော်ဆိုတော့သူပြောသွားတာဘယ်မှာလဲဖះကြွလာမယ်ဆိုအဲတရားဟောဆရာကြီးညာစားတယ်ဗောဆိုတော့သခင်ယေရှုဖះဒုတိယကြိမ်ကြွဆင်းလာမယ်ဆိုတာဒီတစ်ပါးပဲရှိတယ်လောကမှာရှင်နေဖះကြီးများစွာပေါ်လာဒါပေမဲ့တေကြီးရရှင်ပြန်တဖန်ကြွလာအောင်မယ်ဆိုယေရှုတစ်ပါးရှိတယ် ူကြွဆင်းလာခြင်းကြီးရဲ့လက်ရလက်နှဖူးနဲ့တော့ဒစိတ်ကိုခံရမယ်ဆိုတော့ WO 2023.6363.6သုံးလုံးဒစိတ်ရှိနေပြီအခုလူတွေလက်ရဘက်မှာခံနေပြီနော်မပုံတင်နေငွေကြီးတွေကင်စရာမလိုတော့ဘူးအရန်အဆင်ပြေတယ်အဆင်မြင့်ပါတယ်ဆိုတော့တင့်ချမ်းတဲ့မှာပါလာနမနဲ့သူ့ကိုမကိုးကွယ်သောသူတွေကိုတတ်ချင်းလွန်းကရုပ်ထုကိုအသက်သွင်းမယ်ဆိုတဲ့အတိုင်းနောက်ဆုံးသောကာလမှာကမ္ဘာအုပ်ချုပ်မဲ့သူတယောက်ပေါ်လာမယ် သူ့ကိုမကိုးကွယ်တဲ့သူတွေကိုတတ်ဖို့အတွက်အသက်သွင်းမယ်ဆိုတဲ့ AI ရုပ်ထုတွေပေါ်နေပြီလူတွေကတော့ပြန်ကြောက်နေရတာဒါထက်ဗျာဒိတ်ကျမ်း16ပြန်ဖတ်ကြည့်ပါ သခင်ဖျားဒုတိယရင်ကြွဆင်းလာချိန်နီးရင်ဥဖရမစ်ကနော်ယူကရိတ်ဒီပေါ့နော်ခမ်းမယ်ဆိုတဲ့တိုင်းကခမ်းသွားပြီချောင်းသာသာလေးပဲကျန်တော့တယ်ဒါထက်ရှမသက်24မှာလူတိုင်းသခင်ရှုအကြောင်းကြားပြီးတဲ့အချိန်မှာ သခင်ဖျားဒုတိယရင်လောကကိုကြွဆင်းလာမယ်တဲ့ ဆိုလူတိုင်းဒီသတင်းစကားကိုကြားပြီးပြီလားကျွန်တော်တလော့ရွာရောက်တယ်ယေရှုဖះမပြောနဲ့ခရိယန်ဆိုတာတော့မကြားဘူးသေးတဲ့ရွာကြီးရှိတယ်ဆိုတော့တွေ့ရတယ်နောက်တစ်ချက်ကိုလိုနီပေါ့နော်ဆိုဒီပါတာဒါဂျင်းထဲလာတာပါဆိုတော့လူသားတိုင်းကဲတချင်းရောက်ပြီးတော့တမန်တော်တိဖို့အလိုမရှိသောအရောစာတယ်စာတယ်ဂျင်းမျိုးမျိုးထဲတယ်နောက်ပိုင်းချိန်ရလဲဂျင်းနေအကုန်လုံးကျွန်တော်ရှင်းပြသွားမယ်နော်အတွေးခေါ်ရှိပါနော်အမေခွန်လဲမေးနိုင်ပါတယ်ဆိုတော့နေချက်သွားတာအင်္ဂလန်မှာ လာပြီးတော့ခရစ်တော်အကြောင်းကိုသယ်ဆောင်လာသေးပြီးတဲ့သူကသူကအင်္ဂလန်နဲ့မတည့်ပါဘူး။အိန္ဒိယကိုသွားတဲ့အခါသူ့ကိုမောင်းချခံရပြီးဗမာပြည်ရောက်လာတာပါ။ဒါမဟုတ်ပါဘူးနော်။ဟိုမစ်ရှင်နရီတွေရင်းလာတယ်။နောက်မက်ချက်ဆိုကုန်တယ်ဒီလာ။နောက်က military လာပြီးနေချဲသွားတယ်ဆိုတော့ဒါချင်းမှတေချာသမိုင်းကိုလေ့လာပါမဟုတ်ပါဘူး။နောက်ဆုံးတစ်ချက်ခရီးရနေနော်။ဆိုတော့အင်မတန်မှ ဟိုအတွေးခေါ်မြင့်မားတဲ့သူနော်ကံကောင်းသောသူတွေကုသိုလ်ကောင်းတဲ့သူတွေမှသာဒီသစ္စာတရား၄ပါးကိုနားလည်နိုင်တာပါတဲ့ကောင်းပါတယ်မှန်ပါတယ်ဆိုတော့ကျွန်တော်ကအခုသူမဆလို့ဒီဗုဒ္ဓဘာသာတွေဝင်နေတတိထားဖို့အတွက်ကျွန်တော်အနေနဲ့ပြောပြချင်တယ်နော်ဘာသာတရားအရင်ကောင်းတယ်ဗုဒ္ဓဘာသာအရင်လူစိတ်တယ်ဆိုတော့ဒုက္ခဖြစ်ရအကြောင်းအကျိုးဒုက္ခမှလွတ်မြောက်အကြောင်းနဲ့အကျိုးသစ္စာတရား၄ပါးတာပဲအဲ့တော့အနုဆုံးမယ်ဆိုဒါနသီလသမထဝိပဿနာ၄ပါးရှိတယ် နေ့လှူပါကြင်ကြံပါဒီနေ့ကျွန်တော်ပြောမယ်ကျန်းထဲမှာအလှူနိုင်ဆုံးအာတော့ကရေကမ်းပေါင်းကြောင်းပေါင်းစီဒီပေါင်း၈000၄000စီလှူတယ်ရေဆက်ချတဲ့ခါလဲနေပိုင်ရင်သူရောက်လာရောက်ရလှူပါကြီးဆိုပြီးရေဆက်ချခဲ့တယ်အဲ့သူသိဆုံးတဲ့ခါမှာပရိသတ်ပုံရောက်သွားတယ်ဘောဒလာမီရဲ့မိဖုရားတိုက်ပြီးတဝက်တော့လှူတယ်သူသိတဲ့ခါငရဲကြသွားအကျန်းထဲမှာပဲရေးထားတယ်နော်ကျန်းထဲမှာပဲရေးထားတယ်ဆိုတော့သူတို့ရဲ့အလှူဒါနကြီးဟာ တို့ရဲ့အကုသို့မဖုံးနိုင်ဘူးတမလွန်အတွက်အာမခံခြင်းမပေးနိုင်ဘူး။အဲတို့တို့ထက်လှူပါတို့တို့ရဲ့စိတ်ထားကောင်းအောင်ထားပါ။ပြီးတဲ့အခါမှာတီလ9ပါ10ပါ10ပါ229ပါအနုစိန်6ဂရေကျော်ရှိတယ်။အဲ6ဂရေကျော်ကျင့်နိုင်တဲ့သူ2ပါပေါ်ပါလေ။ဧကရပတယဟန်သူတေဆုံးတဲ့အခါမှာငကားဖြစ်သွားတယ်။ပြိဿံပုံရောက်တာ။သူ6ဂရေကြီးကလည်းသူ့မကင်လိုက်။ဥတီတာပိုဆိုးသေးတယ်။သူကလည်း6ဂရေကျော်ကျင့်နိုင်လာတယ်။အဲအနှိမ့်ဆုံးပုံသင်္ကန်းတစ်ခုမှတန်းကြီးဖြစ်သွားတယ်ဆိုတော့နော်။ တော့သူတို့ထက်ကိုကျင့်ပါလို့ပဲပြောရမှာပေါ့နော်မကျင့်နဲ့မပြောမကောင်းလည်းမပြောပြီးသမထကျင့်ပါဇန်ရမယ်ဇန်ရတယ်ဒီဝဒအခုအဝီစီးနော်ငရေကြီးရှစ်ထပ်အောက်ဆုံးမှာရောက်နေဝိပဿနာကျင့်ပါရုပ်ကောနာအောင်ချုပ်ငြိမ်ပြီးနှိပ်ပယ်အောင်ခံစားဆန်းစားနိုင်မယ်နော်နှိပ်ပယ်အောင်ရောက်ရောက်တဲ့အခါမှာအင်မတန်ကျင့်ကြံတဲ့ယဟန်ဒီဆုံးရင်တော့မှငေးနှက်ပြီး၆တက်တက် တစ်ထပ်ထပ်ရောက်မယ်အဲ့ထက်မှပြမအထက်20ကျန်သေးတယ်အဲ့ရောက်ရင်လောဘဒေါသမောဟကိုစိတ်သုံးပါးနဲ့လုံးဝဒီလောကမှာလည်းအဲ့လိုပဲတရားလုံမှသာလေထိုပုံတွေရောက်မှာဖြစ်တယ်စိတ်12ပါးရှိတယ်ဘာတွေလဲနော်စိတ်12ပါးရှိတယ်အဲ့အချုပ်မှာသင်္ခါဏီဇောစိတ်ခုနှစ်တန်းကထပ်ရှိသေးတယ်လိလာပါလို့ပဲကျွန်တော်အနေနဲ့ပြောချင်တယ်ပေါ့နော်ဆိုတော့ဒီအရာတွေဒီနေ့ အချုပ်ပြန်ပြောလို့ယေရှုကတော့လက်ဝါးကရကျွန်တော်အပြစ်တွေအသေးခံပြီး၃ရက်မြောက်မှာထားမြောက်ပြီးအမှုပြီးပြီးအမှုပိတ်လိုက်အပေတကားပိတ်လိုက်ပြီးဘာသာတစ်ခုကတော့ယေရှုကအမှုမပြီးသေးဘူးအဲကြောင့်ငါတို့တမန်တော်ကြွလာကြအမှုပြန်ဖွင့်တယ်ဒါကကိုရင်ဆိုင်လာကိုကိုယ့်အကူရွေးတာပဲနောက်အခုဒီဘာသာကြတော့ကိုချစ်မှကိုရတာအချစ်မှနော်တော့ရှာယူမရှိနိုင်မပြောနဲ့ကျွန်တော်ပြော check ဆရာတော့ကိုဂရီကျော်သူချစ်တယ်ပြန်မန်းတယ်မပြောဘူးအစွမ်းကုန်သွားပြီဆိုပြီးတော့သူလူထွက်သွားတယ်တော့ကိုယ်တိုင်ချစ်ပါလား တမလွန်ရေးပေါ့ပေါ့မတွင်နဲ့နော်ဟိုရောက်မှမိစဉ်ကြီးကားလို့မရဘူးလူဖြစ်လာတာတမလွန်အရေးကြီးဆုံးပဲနောက်ဆုံးသခင်ယေရှုဂျင်းထဲထားတာယုံပြီးကြိုက်တာလို့မပြောပါဘူးအကျင့်မပါတဲ့ယုံကြည်ခြင်းအသည်ပဲသခင်ယေရှုကတန်ရှင်းမြတ်တဲ့တဲ့ထိုးရှင်ကိုအမှန်တကယ်လက်ခံယုံကြည်ကြောင်းထိုသူရဲ့အသက်တာတန်ရှင်းမြတ်တဲ့အသက်တာပုံစံအပြောအဆိုအမှုအရာအကျင့်ကြံတဲ့သက်တည်ထူရမှာဖြစ်တယ်ဒီအောင်ဆရာဖျားရှင်ကောင်းကြီးပေးပါစေအားလုံးပဲမင်္ဂလာပါဗျဒီနေ့က2025 မက်ရှလာ9ရက်နေ့ဖြစ်ပါတယ်နော်ခရိယန်တယောက်ကမန်ရှင်းခေါ်လို့ရွှေပြည့်ဆိုတဲ့တရားဝဆရာတယောက်ခရိယန်တရားဝဆရာတယောက်ကိုဝင်ကြည့်ဖြစ်ပါတယ်ဗုဒ္ဓဘာသာလူငယ်တယောက်ကခရိယန်ကိုတိုက်ခိုက်ထားတဲ့အတွက်သူ့အနေနဲ့ခရိယန်ဘက်ကနေပြီးကာကွယ်ဖြေရှင်းပါတယ်ဆိုပြီးတော့ပြောသွားတယ်ပြောပြီးတော့ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့လည်းသူကဝေဖန်ထောက်ပြသွားတာဒီတွေ့ရတယ်အဲ့တော့ဒီရွှေပြည့်ဆိုတဲ့ဝေဖန်ထောက်ပြတဲ့ဆရာကမူတာဝါဒနဲ့လိန်ညာစကားတွေကို အောက်တန်းကျစွာပြောသွားတာဒီဗုဒ္ဓဘာသာနဲ့ပတ်သက်လို့အောက်တန်းကျစွာလိန်ညာတာဒီပြောသွားတာဒီကျွန်တော်တို့တွေ့ရတဲ့အတွက်ကျွန်တော်အနေနဲ့ထပ်ပြီးတော့ရွှေပြည့်ဆိုတဲ့ပုံကိုကိုဖြည့်ရှင်းပေးလိုက်ပါမယ်နော်ကျွန်တော်အနေနဲ့အတန်တန်ပြောပါတယ်ကျွန်တော်တို့ရဲ့စံစာထဲမှာရှိတာဒီဗုဒ္ဓဘာသာကိုတိုက်ခိုက်ခြင်းလေဆိုရင်မှန်မှန်ကန်ကန်တိုက်ခိုက်ပါဝေဖန်လို့ရပါတယ်တိုက်ခိုက်လို့ရပါတယ်တကယ်လို့အောက်တန်းကျစွာလီစဲပြီးတော့လိန်ညာပြောပြီးဆိုရင်တော့ကျွန်တော်ဖြည့်ရှင်းရပါတယ် အမခရိယန်ဆရာတရားဟောဆရာတော်တော်များများသည်ဘာသာရေးပြိပခဖြစ်အောင်အောက်တန်းကြကြနေလိန်ညာနေတယ်လို့ကျွန်တော်ကဆိုလိုခြင်းဖြစ်ပါတယ်အဲ့တော့ဒီသူ့ရဲ့အကောင့်ကိုလည်းဝင်ကြည့်နိုင်ပါတယ်သူကဘာတွေပြောသွားလဲဆိုတော့ဗုဒ္ဓဘာသာကကတိမှုအာမခံညာမရှိဘူးပေါ့ဒီချက်နော်နောက်တစ်ချက်ကကောသလမင်းရဲ့မိဖုရားကငရဲကြတယ်ဖခင်ကိုကြည်ညိုရင်းနဲ့ငရဲကြတယ်ဆိုတဲ့သဘောပြီးတော့တစ်ခါဒေဝရက်ကဇံရပြီးငရဲကြတယ်လို့ပြောတယ် ပြီးတော့တခါဘီဒီကတ်တက်တဲ့ဘုံကြီးတွေငွေဖြစ်တယ်လို့ဘာလို့သူပြောသွားတယ်နော်နောက်တခါကျတော့အတော့ကမင်းကြီးကတည်သွားတဲ့ခါမှာတလိမ့်ဆန်ဖြစ်တယ်ဆိုတာဒီပြောသွားတယ်အဲ့တော့ဒီပုဂ္ဂိုလ်ကဘလောက်ထိယုံညံအောက်တန်းကြလဲဆိုရင်သူထင်ရတယ်သူလျှောက်ပြောသွားတာဒါတခုမှဗုဒ္ဓဘာသာရဲ့သဘောတဘာဝနဲ့မှန်မှန်ကန်ကန်ပြောသွားတာမရှိဘူးဒါကြောင့်မို့သူတို့ကတန်တန်ပြောတယ်ခရင်တရားဟောဆရာတွေအောက်တန်းမကြပါနဲ့ဆိုတဲ့စကားကိုတန်တန်ပြောတာပါ ဘာသာရေးပြိပခမှာဖန်တီးပါနဲ့လို့ပြောတာအဲ့ဒါကိုပြောတာပါအဲ့တော့ခရိယန်ကြီးကပြီးတော့နောက်ဆုံးပြောသွားတာဗုဒ္ဓကမကဲတင်နိုင်ဘူးအမကကြမ်းမရှိဘူးခရစ်တော်ကကဲတင်နိုင်တယ်ငကူတွေကဒီစကားပြောရင်အောက်တန်းကြတဲ့စကားပြောတာပါလို့အချိန်မောင်းထက်ခါထက်ခါပြောခဲ့တယ်ခရိယန်ကြီးရဲ့ကဘာဆိုတာဟောဒီကဘာတကဘာလေးရှိတယ်ဗုဒ္ဓဘာသာရဲ့ကဘာဆိုတာဒီကဘာကြီးပြတ်သွားရင်ရှေ့မှာလည်းကဘာကြီးပြတ်ခဲ့တယ်ဒီကဘာကြီးလည်းပြတ်သွားမယ်နောင်လာမယ့်ကဘာကြီးလည်းပြတ်မယ် ကဘာရီယာဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်နဲ့တွားပြီးတော့တန်တရာမှာလဲနေရတယ်။ဗုဒ္ဓဘာသာရဲ့ငရဲဆိုတာကလည်းထောင်ကြသလိုပဲအချိန်တိုင်းထောင်အားထွက်လာမှာ။သူတို့ရဲ့ငရဲဆိုတာကထာဝရငရဲ။အဲ့တော့ဗုဒ္ဓဘာသာကမကယ်နိုင်ဘူးလို့ပြောနေသူတို့ဘာသာကပဲကယ်နိုင်တယ်ဆိုတော့အဲ့လီးစဲတာအယူဝါဒချင်း မတူတာကို အောက်တန်းကြကြမဲဆွယ်နေပြီဆိုတော့ကိုယ့်ဝါဒကိုယ့်ရဲ့အနေဓာကိုယ့်ဘက်ကိုစင်ကျင်မှုတင်တယ်။အဲ့တော့သူများကကိုညာရင်မမိဘူးလို့ပြောတဲ့ရွှေပြစ်ဆိုတဲ့ ခရိယံတရားဟောဆရာကို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 ညံကြီးကိုပြန်စစ်စစ်ကြီးဟုတ်ပြီနော်အဲ့တော့မတူတာကြီးကိုတူတဲ့အောင်စပြီးတော့မူတာဝါဒနဲ့လီစဲစကားပြောတယ်နောက်တစ်ခုကဗုဒ္ဓကကဲ့တင်ချက်မပေးနိုင်ပါဘူးဗုဒ္ဓဘာသာမှာဗုဒ္ဓဘာသာမှာအရိယာသူတော်ကောင်းဖြစ်ခဲ့လို့ရှိရင်အပေတကားကအရှင်းပိတ်ယုံနေမဟုတ်ဘူးဒီလောကကြီးတန်လျာကြီးတွေကနေထွက်သွားတယ်ဂိမ်းတစ်ခုကိုပြည့်သွားလို့ထွက်သွားတဲ့သဘောပဲဒါပဲအဲ့တော့ ဒီတောတာပံဖြစ်မှာအပေတကားပိတ်တာလားဆိုမဟုတ်ဘူးတောတာပံရဲ့အကျင့်ဖြစ်တဲ့အင်္ဂါ၄ချက်ကိုညင်ကျွန်းအောင်လိုက်ပြီးကြင်ကြံအားထုတ်နိုင်နေဆိုရင်အပေတကားပိတ်တယ်ဘယ်နှဘဝပိတ်တယ်ဘယ်လောက်ပိတ်တယ်ဆိုတာမပါပါမယ်ရှည်မြင့်စွာသောကာလအပလုံးပေတကားပိတ်တယ်အဲ့တော့ခုနသူပြတဲ့တုတ်တန်တစ်ခုလောက်ကိုမပြောနေမြတ်စွာဘုရားရဲ့ဒီဗိဓကတ်တော်မှာလာတဲ့ထေရီထေရအပါဒဏ်ကြီးဝိနိမဝိမာနာပေတုဝိထုဒီဝိမာနာပေတုပေတဝိထုတွေကိုကြည်ချင်းအဖြစ် 90%ကဘာအပယ်မလားတာဒီကဘာပေါင်းတသိန်းလောက်အပယ်မလားတာဒီဇက်ကြောင်းကြီးအများကြီးရှိတဲ့အတွက်မြတ်စွာဘုရားကိုပန်းလေးတစ်ဝက်လှူလိုက်တာမြတ်စွာဘုရားကိုစီမီပူသွောလိုက်တာမြတ်စွာဘုရားကိုတရာစိတ်နဲ့တည်သွားတဲ့ပုံကိုယ်ကြီးမြတ်စွာဘုရားဘုံမှာအလွန်မတန်ချစ်ခင်တဲ့တရာစိတ်နဲ့တည်သွားတာမြတ်စွာဘုရားတော့ကိုယ်ဝယ်သွားတာမဟုတ်သူဘုရားကိုချစ်တာပဲရှိဘွားပေါင်းများစွာကဘာပေါင်းများစွာအပယ်ဆိုတာမကြဘူးလေဒီလိုတဘွားတည်းမဟုတ်ဘူးနော်ကဘာနဲ့ချီပြီးတော့အပယ်ပိတ်သွားတာအဲ့ဒီလိုဇလန်းကြီးအများကြီးဝတ္ထုကြီးအများကြီးရှိပါတယ်နော်အဲ့တော့အမကကြံမပေးနိုင်ဘူးဆိုတာဒီ အောက်တန်းကြကြလီစေတာပါအဲ့တော့သောတာပန်မဟုတ်ရင်တော့သောတာပန်တို့နီးနီးလိုက်ပြီးကြင်ကြံအားထုတ်မယ်ဆိုရင်လည်းမြတ်စွာဘုရားကအပေချာယုံထုံးတယ်မရှိဘူးလေဘလောက်ထိအာမခံကြပြီးခဲ့လဲဆိုရင်ဣတိပိသောဘဂဝါအရဟံနဲ့စနိုင်တယ်ဘုရားကုံတော်ကိုပါနော်တွက်ခါတော့ဘဂဝါတော်ဓမောဆိုတဲ့ဓမ္မကုံတော်6ပါသုတ်ပရိပန်တော်နဲ့စလိုက်တယ်တန်ခါကုံတော်ကိုပါဒါတွေကိုညံတက်ဝင်ပြီးတော့မတုံမလုံယုံကြည်ပြီးဆိုရင်တဲ့ ဓာတ်သဘောတရားတွေဒီဖောက်ပြန်ကောင်ဖောက်ပြန်သွားမယ်တဲ့အဲ့ဒီလူအပေချာရုံးထုံးစံမရှိဘူးတဲ့မြတ်စွာဘုရားအဲ့လိုဒီအမဂန်ညာပြီးခဲ့တယ်အဲ့တော့ H2O ကိုကြည့်မယ် H ဆိုဒီ hydrogen O ဒီ oxygen နှစ်ခုသလုံးဒီ water ဓာတ်လေဓာတ်ဖြစ်တယ်အဲ့ဒီလေဓာတ်နှစ်ခုပေါင်းဆက်လိုက်ခြင်းကြောင့်အာဘောဓာတ်ဆိုတဲ့ရေဓာတ်ဖြစ်သွားတယ်ဓာတ်ဖောက်ပြန်သွားတယ်ဓာတ်ပြောင်းလဲသွားတယ်အဲ့ဒီလိုဓာတ်ပြောင်းလဲခြင်းဓာတ်ဖောက်ပြန်ခြင်းတွေလာရှိကောင်းရှိမယ်တဲ့မြတ်စွာဘုရား မြတ်စွာဘုရားရဲ့ဂုဏ်တော်၉ပါးတရားရဲ့ဂုဏ်တော်၆ပါးတန်ခါရဲ့ဂုဏ်တော်၉ပါးကိုဉာဏ်တက်ဝင်ပြီးတော့မတုံမလုံယုံကြည်လိုက်တဲ့အဲ့ဒီပုဂ္ဂိုလ်ငရေမကြောက်ဘူးအဲ့လောက်ထိအာမခံညာပြီးထားတယ်။ကျန်တာတွေတီလာတွေတမာတိတွေပညာတွေအကုန်လုံးဘေးဖယ်လိုက်အားလုံးကိုဘေးဖယ်လိုက်ခဏလေးဖယ်ထားအောင်အဲ့တော့မင်းပြောတဲ့တီလာတွေတမာတိတွေဝိပဿနာတွေလုပ်ရင်ငရေကြပါတယ်ဆိုတဲ့ဇကားကိုမင်းလီစေတဲ့ဇကားကိုနားလည်အောင်လို့ရှင်းပြတာကျန်တာတွေအားလုံးဘေးဖယ်လိုက်ဘာမှမလုံနဲ့အဲ့တော့ ရှေ့ဖရားတွေလက်ထက်ကနေပြီးတော့မျက်စွာဖရားကိုပန်းလေးတစ်ဝင်းလှူတာစီမီးလေးလှူတာနဲ့တော့ကဘာပေါင်းများစွာအပင်မကျတဲ့ပုံကိုရှိတယ်။နော်။အဲ့ဒါတွေကမူရင်းဘီးတကတ်ထဲမှာလာတာ။မင်းပြောတဲ့ဇာတ်တွေဒီနောက်ပိုင်းသာသနာမှာရှိတဲ့ကျမ်းစာအုပ်တွေဖြစ်တယ်။အထက်ကရာကျမ်းကြီးမတတ်မှတ်ရတွေကလာတဲ့ကိစ္စတွေဖြစ်တယ်။ဒါတွေကအတီးပြုထားတာတန်ခါရဏတင်အတီးပြုထားတဲ့ကိစ္စတွေမဟုတ်ဘူး။တန်ခါရဏတင်အတီးပြုထားတဲ့ကျမ်းတွေကိုအရင်ဆုံးဖတ်ကြည့်ပြီးတော့အဲ့ဒီတွေကလာတဲ့ဇာတ်တွေကိုမင်းဝေဖန်တိုက်ခိုက်လို့ရတယ်။အဲ့တော့ မာဂန်နီရဲ့မိမကောတလမင်းရဲ့မိမကိုပြောတာမင်းမာဂန်နီကိုပြောတာဖြစ်နေပြီမာဂန်နီတော့ဖះကိုယုံမာတာမာဂန်နီပဲရှိတယ်ဖះသွားတဲ့လမ်းမှာလူမိုက်တွေငါပတ်စံပေးပောက်ကရ40တပြောဖះကိုတပုတ်လေးမင်းလို့ပေါ့လိုင်းမော်တက်ပြီးတော့ဖះနဲ့ပတ်သက်တရားနဲ့ပတ်သက်တာဒီတပုတ်လေးလို့မဟုတ်တာဒီ40ပြီးပြောတာမင်းလို့ပဲအတူတူပဲမာဂန်နီလည်းအဲ့လိုပဲမာဂန်နီငရဲကြတာအဲ့ဒါကြောင့်ကြတာဖះကိုကြည်ညိုလို့ကြတာမဟုတ်ဘူးကောတလမင်းမိမဖြစ်နေဖះမကြည်ညိုကောတလမင်းလည်းမျက်စောဖះကိုကြည်ညိုတာမဟုတ်ဘူးဟုတ်ပြီလားမျက်စောဖះနဲ့မျက်စောဖះနာကိုနေလို့ရှင်သူဂုံတက်အောင်လုပ်တာ မြတ်စွာဘုရားနဲ့ရင်းနှီးတယ်ဆိုတော့ဂုံကိုလိုချင်တာဒါပဲအဲ့တော့ဒီဝရက်ဘာလို့ငြင်းရကြလဲဆိုပစ္စာနန္ဒီယကငါးပါးကိုကျူးလွန်တာမင်းမမင်းဘာကုသိုလ်တွေဘာတွေလှုပ်တာလှုပ်တာပစ္စာနန္ဒီယကငါးပါးမင်းကြိုက်တာကိုကိုးွယ်မင်းဘယ်ဘာသာဝင်မဲဖြစ်ဖြစ်မင်းမမင်းဘာတွေလှုပ်နေလှုပ်နေပစ္စာနန္ဒီယကငါးပါးကိုကျူးလွန်လိုက်တာ ਨੇ အဲ့ဒီလူကယ်လို့မရဘူးအမိတတ်တဲ့ကံအဖတ်တတ်တဲ့ကံယဟန္တာတတ်တဲ့ကံမြတ်စွာဘုရားကိုသွေးစင်းတင်အောင်လှုပ်တာသွေးစင်းထွက်အောင်လှုပ်တာနောက်တစ်ခါကျတော့တန်ခါကိုတင်းကွဲအောင်လှုပ်တာ အဲ့ဒီကန်ငါးကားပါးကိုကျူးလွန်တဲ့ပုံပေါ်ကဘဲပါသာဝင်မဲဖြစ်နေဖြစ်နေကယ်လို့မရတော့ဘူးငရဲမှာအဲ့မှာကဘာကဘာပြက်တဲ့အထိခံတော့ပဲဒီကဘာမှာပြက်သွားတဲ့အထိဒီကဘာကြီးတလုံးလုံးပြက်သွားတဲ့အထိခံတော့ပဲငရဲမှာအဲ့ဒါဗုဒ္ဓဘာသာရဲ့ငရဲဖြစ်တယ်ဟုတ်ပြီနော်အဲ့လိုပဲဒီဝဒက်ကသူ့ဘာသူလောကီဇန်ကိုရတာအရိယာနယ်လေရောက်တာမဟုတ်ဘူးအရိယာတို့ရဲ့အကျင့်ကိုကျင့်တာလည်းမဟုတ်ဘူးသူ့ဘာသူလောကီဇန်ကိုကြာပြီးတော့သူ့ဘာသူမြေရှုမိုးပြန်တကောတွေပြတာပဲရှိတယ် ခြားသောဘာသာဝင်တွေမှာလည်းမြေချူးမိုးပြန်တကားတဘိုးပြနိုင်တဲ့ပုံကူတွေရှိအကျင့်တပ်ပအကျင့်တွေကျင့်တဲ့ပုံကူတွေဟိန်သူအကျင့်တွေမှာအများကြီးရှိအဲ့ဒီပုံကူတွေဒီပစ္စာဏဏိယကံ၅ပါးကျူးလွန်ပေးသွားတယ်မရဘူး